လက်ချက်နိုင်ငံရေးအကျဉ်းသားများစီစီရေးကော်မတီကနေနိုင်ငံရေးအကျဉ်းသားများဖြစ်စီစဉ်မှုကိုအငင်းပွားပွဲပုံမှန်တွေနဲ့အကျဉ်းချနေတဲ့44ဦးအတွက်နိုင်ငံရေးအကျဉ်းသားဖြစ်မဖြစ်စီစဉ်မှုပဲပြုလုပ်နေရလို့ဒီဇင်ဘာလ9ရက်နေ့ဆွေးနွေးပွဲပြီးကော်မတီကဥယျာဉ်အောင်ကပြောပါတယ်။ တက်မတော်အအူတွေစစ်တပ်နဲ့ပတ်သက်တဲ့ပုံမှားတွေနဲ့ကြားခံနေရသူတွေတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဆက်နွယ်ပြီးပြည်ထောင်ကြားခံနေရသူအပါအဝင်အကျဉ်းသား80ကျော်ဟာနိုင်ငံရေးအကျဉ်းသားဖြစ်မဖြစ်ကိုဒီဇင်ဘာလ9ရက်နေ့မှာရန်ကုန်မြို့မှာပြုလုပ်မဲ့လက်ချက်နိုင်ငံရေးအကျဉ်းသားများစီစစ်ရေးကော်မတီစည်းဝေးမှာစီစစ်သွားမယ်လို့ကော်မတီဖွဲ့ဝင်ဦးရဲအောင်ကပြောပါတယ်နိုင်ငံရေးအကျဉ်းသားဖြစ်မဖြစ်စည်းစိမ်ဖို့ဆောင်ရွက်နေတဲ့အကျဉ်းသား80ကျော်မှာပုံမှန်905ခါခွေပုံမှန်18စရာတွေနဲ့ပြည်ထောင်ကြခံနေရသူ20ကျော်ပါဝင်တယ်လို့လည်းသိရပါဗျ။ တက်မတော်အပ်ဥတွေနဲ့ပြည်တံကြခံနေရခြင်းမှာတက်မတော်အရာရှိချို့ဟာအင်တာနက်စာမျက်နှာမှာ၎င်းတို့ခံစားနေရတာတွေကိုစာရေးသားတင်ခြင်းအချို့အရာရှိတွေဟာတက်ကနေထွက်ပြီးအခြားနိုင်ငံတွေကိုသွားရောက်ကာလက်နက်ကိုင်အဖွဲ့တွေနဲ့ဆက်သွယ်ပြီးမြန်မာနိုင်ငံကိုပြန်လာစေအဖမ်းခံရခြင်းစတဲ့ကိစ္စရပ်တွေနဲ့ပြည်တံကြခံနေရသူတွေဖြစ်တယ်လို့ဦးရဲအောင်ကရှင်းပြပါတယ်လက်ရှိစရင်းတွေထဲမှာပထမအဆင့်အနေနဲ့အမှုတွဲဖက်ရတဲ့အဆင့်ရောက်နေပြီးပုံမှန်ဆက်ရှိပုံမှန်905ခါခွေတို့အတွက် အမှုတွဲဖက်စရာမလိုပေမဲ့မူရစေဝအနေငယ်ဖမ်းမိကလက်နက်ကင်အဖွဲ့စည်းနဲ့ဆက်ဆက်နေတာကြောင့်မူရပုံမှန်ကြီးတက်ပြီးထောင်ချလိုက်တဲ့အမှုတွေကျေးရွာတွေမှာတူမီတနက်မိပေမဲ့တောင်းချမ်းသူနဲ့ဆက်နွယ်ရဆိုပြီးလက်နက်ပုံမှန်တက်ပြီးထောင်ချလိုက်တဲ့အမှုတွေစတာတွေကိုဒီဇင်ဘာလ9ရက်နေ့အစည်းအဝေးမှာတင်ပြမှာဖြစ်တယ်လို့သိရပါတယ် လာမယ့်ကော်မတီစည်းဝေးမှာပုံမှန်အမျိုးမျိုးနဲ့ပြည်ထောင်ကြခံနေရတဲ့အကျဉ်းသား82ဦးကိုနိုင်ငံရေးကျဉ်းသားဖြစ်မဖြစ်စီစစ်ကကော်မတီစည်းဝေးပြီးမှနိုင်ငံတော်သမရထံကိုတင်ပြမယ်လို့လည်းဦးရဲအောင်ကပြောပြပါဗျ။လက်ချံနိုင်ငံရေးအကျဉ်းသားများစီစီရေးကော်မတီရဲ့ထောက်ခံချက်နဲ့လို့ဆိုကနိုင်ငံတော်သမရအမိန့်နဲ့အကျဉ်းသားတွေကိုဧပြီလကနေနိုဝင်ဘာလအတွင်း9ချိန်လွှတ်ပေးခဲ့ရာနိုင်ငံရေးအကျဉ်းသားတွေနဲ့အခြားပြစ်မှုတွေနဲ့ကြာခံနေရသူတွေအပါအဝင်စုစုပေါင်းအကျဉ်းသား314ဦးကိုလွှတ်ပေးပြီးဖြစ်ပါတယ်။ နိုင်ငံရေးကျင်းသားများစည်းမှာထောက်လန်းရေးတွေကိုထည့်သွင်းထားမှုမရှိတာဟာလဲသူတို့တွေရဲ့ဖြစ်ပွားခဲ့တဲ့အကြောင်းအရာနဲ့ကြားခံရတဲ့ပုံမှန်တွေရထည့်သွင်းထားမှုမရှိတာဖြစ်တယ်လို့ဦးရဲအောင်ကပြောကြားပါဗျာ။